ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချိန်ကမရပြေမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်လူတယောက်ကိုထုရိုက်ဖို့ချိန်ရွယ်ကားမျှနဲ့ဥကောင်းကြည်မွပြီးသိစီတတ်သောကြည်ပွေးနဲ့ဖြစ်ရစမ်းများလို့အမိရတဲ့စေဝင်စားပွဲထူးခြားစံချိန် ကမ္မရောက်ပြည့်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှောစင်အော်ပေးကြပါဦးခမရောက်တက်စီနန်စီတက်တော့ကြည်ဝေးကြည်ဝေးတင်ဖို့ဖို့တူဒီသုံးမျိုးဟာ ထူချင်းတက်ချင်းရိုက်ပုတ်ချင်း၌အတိတ်ပဲအဖြစ်တူတည်အောင်ရောက်ရှိပါတယ်တော်တော်လေးကြည်ဝေးဟာတာပြီးတော့အစွမ်းထက်ကြောင်းကိုမှတ်သားဘူးတယ် ဖို့သူကလည်းကြည်ဝင်းနေပါအစွမ်းထပ်ပါတယ်တင်းဖို့အကြောင်းကိုတော့အစွမ်းနဲ့ပတ်သက်ပြီးထက်မြက်တဲ့အကြောင်းကိုမသိဘူးပါတချို့ကကြည်ဝေးဖို့သူနှမျိုးစလုံးကို တင်းဖို့လို့ဆိုလိုကြပါတယ်တချို့ကတင်းဖို့ဆိုဒီမှာလက်ကင်ထုတ်ကြီးသားဆိုလိုကြောင်းပြောကြပါတယ်တကြောင်ဒီနေရာမှာလက်ကင်ထုတ်ကြီးကိုပဲတင်းဖို့လို့အတည်ယူလိုက်ပါတယ်ကြည်ဝေးနဲ့ဖို့သူအစွမ်းထက်ဒီမှာသိကြပါတယ် အဖြစ်ပြတော်တော်များများကိုလည်းတွေ့ဘူးကြားဘူးတဲ့တင်းဖို့အကြောင်းကိုလေ့လာကြည့်အောင်ကြည်ပွေးနဲ့ဖိုးတို့လောက်အစွမ်းထက်တာကို မတွေ့ရပါတင်းဖို့ရဲ့အကြောင်းကိုတိတိကျကျဆိုရရင်တော့မြမလက်ဝိတ်လောက၌သောတင်းဖို့ဆိုပြီးလက်ဝိတ်သမားတယောက်ပေါ်ထွက်ခဲ့ပူပါလေကာလာအဖြစ်နဲ့မကြသေးပါ2012 73 74စတဲ့ခုနှစ်များကဖြစ်ပါတယ်ကိုတိုင်းနေအဲ့ဒီလက်ဝိတ်သမားသောတင်းဖို့ရဲ့ထိုးတက်တဲ့ပွဲများကို စီတီကွေးမှာတစင်ရောလက်ဝိတ်ကျိုးဝိုင်းနေမှာပါကြည့်ရှုဖို့တယ်စောတင်ဘုတ်ရဲ့အကြောင်းကိုလည်းမြန်မာလက်ဝိတ်နဲ့ပတ်သက်ပြီးဆရာဇလင်းထွင်းအကစားစားသောမြန်မာရှိတာလို့ဖတ်ရပါတယ်စောတင်ဘုတ်မှာစတိပြင်သစ်နိုင်ငံသားလို့ထင်နေလက်ဝိတ်ထိုးသက်ခြင်းကို အလွန်ဝါသနာကြီးသောပုံကိုဖြစ်ပါတယ်တရုတ်နိုင်ငံမှာကြာကြာနေပြီးတရုတ်ကိုခံပညာများကို လေ့လာသင်ယူဖို့တယ်နာမည်ကိုလည်းတရုတ်လိုရှောင်လို့ပေးထားပါတယ် ထို့နောက်ထိုင်းလက်ဝိတ်ကို လေ့လာသင်ယူပြန်နေတရုတ်ထိုင်းလက်ဝိတ်ပွဲများမှာလည်းအကြင်ကြီးဝင်ရောက်ရှင်ပြိုင်ထိုးတက်မှုတွေအသက်၄၀ကျော်ဖြစ်ပါတယ်ထို့နောက်မြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့နမကြီးကောက်ကွင်းတစ်ခုမှာမန်နေဂျာဖြစ်လာတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံကိုရောက်ရှိလာပြီးတဲ့နောက်မြန်မာရိုးရွာလက်ဝိတ်ပညာကိုဆရာဝင်းစင်ဦးနဲ့ချန်ပီယံဟောင်းလုံကျော်ကြီးတို့တက်တီကလပ်မှာတင်ယူပြီးတော့စောတင်ဖို့နာမည်နဲ့ တတူရွေတူများဖြစ်ကြသောလဝေကျော်ဟောင်းကြီးများလည်းဖြစ်ကြတဲ့ဆရာသမူကျော်အစရှိသူများနဲ့ဘွဲရည်တော်တော်များများထိုးတက်ဖူပါရင်တော်တော်လင်းတပွဲမှာစီချင်းနိုင်ချင်းရှိတာကို မတွေ့ရပါအရှုံးနဲ့အနှိမ့်တရေကြီးတာဖြစ်ပါရင်လဝေပညာကိုဝါသနာကြီးချင်းလဝေပညာထွန်းကားတဲ့နိုင်ငံကြီးသုံးနိုင်ငံမှာအမျိုးမျိုးသောလဝေပညာများကိုလေလာသင်ယူလေ့ကျင့်ခြင်းတင်ဖို့သို့မဟုတ်စောတင်ဖို့ဆိုတော့ စီးတဲ့နာမည်ကြီးကိုခံယူထားခြင်းရှိတာကြောင့်အတော်လေးပဲအလားလာကောင်းနေမယ်လို့ယူဆရတော့လေလက်တွေ့မှာလက်ဝဲပွဲများထိုးတဲ့တိုင်စီးခြင်းနိုင်ခြင်းသိပ်ပြီးတော့မရှိပဲအရှုံးနဲ့အနိုင်တရင်များသာဖြစ်နေတာကြောင့်တင်ဖို့ဟာသိပ်ပြီးအစွမ်းမထက်ဘူးလို့ယူဆမိပါတယ်အယူတော်မင်္ဂလာစတဲ့ပညာရည်များမှာနာနှင်ခြင်းနာမြင့်ခြင်းတရားရည်တဆင်ပြုလုပ်ခြင်းကက်ကင်းရိုက်ခြင်း ရရရာချေချင်းစတဲ့ login အပြုအစီရင်များထွင်ကနေတော့လူတိုင်းသိရှိပြီးတော့အားကိုအားထားလေးပြုနေကြပါတယ်လူမျိုးတိုင်းနိုင်ငံတိုင်းမှာလည်းရုံရုံကြီးကြီးနဲ့ကျင့်သုံးနေကြတယ်ဒါကြောင့်အထက်မှာဆိုခဲ့တဲ့အတိုင်းစုတင်ဖို့ဟာအတော်လေးထက်မြက်ပြီးထိုးကျိတ်တိုက်ခိုက်ပွဲဖြစ်တဲ့လက်ဝိတ်ပွဲများမှာအတော်လေးပဲတိုးတက်အောင်မြင်မှုရရှိသင့်တယ်လို့ယူဆရတော့လေလက်တွေ့နဲ့အထင်းနဲ့ ဘာစင်အောင်လွယ်လျက်သားရှိနေတာကိုတွေ့ရပါတယ်။ဒါကြောင့်လေတင်းဘုတ်ကဖိုးတူနဲ့ကြည်ပွေးလောက်အစွမ်းမထက်နိုင်ဘူးလို့ကောက်ချက်ချခြင်းဖြစ်ပါတယ်။ဖိုးတူအစွမ်းထက်တာကိုတော့တိတိကျကျသိဘူးတယ်။စောက်ခတ်တရားဖိုးတူတစ်ချက်ဆိုတော့ရှိစကားလည်းရှိပါတယ်။စောက်ခတ်အချက်တရားကိုထူရရမှာကိုဖိုးတူတစ်ချက်ထူရရုံနဲ့ကိစ္စပြတ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။ဖိုးတူနဲ့စောက်ခတ်တို့ရဲ့အကြောင်းကိုလည်း ရေးသားခဲ့ပူပါပြီဒီမှာဘုဒ္ဓကျောင်းကိုတည်ကောင်းတည်နိုင်ကြမှာဖြစ်တော့လေစောက်ခတ်ကျောင်းကိုတော့တည်ကြမှာတည်ပေးလိမ့်မယ်လက်သမားများဆွေဖောက်တဲ့ခါမှာစောက်ရဲ့အပေါ်ကခတ်တဲ့တစ်သားတို့တစ်သားပိုင်းလေးများကိုစောက်ခတ်လို့ခေါ်ပါတယ်ထို့ရွေးစားတစ်သားတို့တစ်သားပိုင်းများနဲ့ဟိုဒီပြစ်ပေါက်မယ်ဆိုရင်လေစောက်ခတ်နဲ့ပြစ်ပေါက်တယ်လို့ဆိုကြပြန်နေဘုဒ္ဓဆိုဒီမှာလေ တေတာပိုင်းကြီးကိုအပေါဖောက်အယုတ်တပီးသူရဲ့စီယာပြုလုပ်ထားတော့ကိုခေါ်ခြင်းဖြစ်ပါတယ်တေတာကိုပြုလုပ်ထားရင်တေတာဖို့တူတန်ကိုပြုလုပ်ထားမယ်ဆိုရင်တော့တန်ဖို့တူစသဖြင့်ဖြစ်ပါတယ်တခါကရေးခဲ့ပြုတော့စောက်ခတ်တဲ့ဖို့တူတို့ရဲ့အကြောင်းကိုဒီနေရာမှာထင်ရှားစီရန်အတွက်အနေငယ်မြောက်ဖော်ပြလိုပါတယ်တိုးချင်းကပေးခဲ့ပြုတော့ကောင်းစီတိုင်းပဲပြန်ပေးလိုက်ပါတယ်စောက်ခတ်တရာဖို့တူတစ်ချက် စောက်ခဟာနေကျော်လူကြီးလူမကြီးတယောက်ဖြစ်ပါတယ်တတိကောင်းလွင်တာကြောင့်စောက်ခတယောက်တည်းကိုပဲနေကျော်တမယောက်ဖွဲ့ကြီးကတိုက်ခိုက်ပြီးလို့စောက်ခလိုတည်တာနဲ့လက်လွတ်ထွက်ပြေးသွားကြကြောင်းကို ကြားပူပါတယ်စောက်ခကလည်းတွေ့မရှိအောင်လူစားမျိုးဖြစ်တယ်ဒါသမောက်ကိုဖြစ်စေတဏ္ဍသမားမြောက်ကိုဖြစ်စေရင်ဆိုင်တွေ့တဲ့ခါမှာမြင့်တိခမအလျှော်ပေးပြီးတော့နောက်ဆုံးလေးမရှိပဲနိုင်အောင်တိုက်ခတ်ပြီးတော့တပ်ဖြတ်ချင်တာဖြစ်ပါတယ် ဘုဒ္ဓကတော့လူပြော့လူညံ့အချောက်ကံဓုတတာများဖြစ်ပါလေ။ဒါကြောင့်သူ့ရဲ့မိဘများကလူရသားကိုလူတန်လူမတယောက်ဖြစ်စေချင်တာကြောင့်တန်ဖိုးသူဆိုပြီးတော့နာမည်ပေးထားကြပါလေ။တော်တော်လေးတန်ဖိုးသူဟာနာမည်နဲ့လိုက်ဖက်တော့လူတန်လူမတယောက်ဖြစ်မလာခဲ့ပါဘူး။အချောက်ကံဓုတတာမှာတိုးတက်မလာပဲပြုံးညံ့မြေပြုံးညံ့လျက်သားရှိပါလေ။တဏိတော်ခမောင်းစောက်ခတ်ဟာဖိုးသူကိုရန်စာပါလေ။ တန်ဖိုးတို့ကလူပြောလူညံတယောက်ဖြစ်တဲ့လျောက်စောက်ခက်ကိုကြောက်ပြီးတော့ရှောင်ပြေးတယ်။မြင်းတဲ့လူတိုင်းကို ရန်တွေ့ခြင်းနေသောစောက်ခက်ဟာတန်ဖိုးတို့ကိုလိုက်ပြီးတော့ရိုက်ပါတယ်။ဖမ်းချုပ်ပြီးတော့လဲထုတယ်။ဒါကြောင့်တန်ဖိုးတို့ဟာမခံနိုင်တဲ့ဆုံးစောက်ခက်ကိုအာကိုစောက်တွင်ပြီးတော့ထွက်ပြေးလျောက်စောက်ခက်ကမြေပြင်ပေါ်ကိုလဲကျသွားပြီးတစ်ချက်တည်းငြိမ်ကျသွားပါတယ်။ဆွေမျိုးများရောက်လာကြပြီးတော့စစ်ကြည့်ကြရအောင်။ စောက်ခက်ရဲ့ဥကောင်းဟာဖို့တူနဲ့ထုတ်သက်ထားတဲ့ကဲ့သို့ညံ့ညက်ကျင်းနေတာကိုသာတွေ့ကြရပါတယ်။တကြောင်စဉ်းစားတတ်ပြီးဘုသူတော်ရှိတဲ့ပုဂ္ဂိုလ်များကစောက်ကဘလောက်ထိပဲတတိရှိကြဖြစ်စေဖို့တူနဲ့မရှင်တယ်မှာရှင်ရင်လည်းအရှုံးနဲ့သာရင်ဆိုင်ရနိုင်ပါတယ်။အခုစောက်ကဟာဖို့တူလိုခေါ်တဲ့တန်ဖို့တူနဲ့ရှင်ပြန်ပြီးရန်တွင်းပြီလို့ပြန်လဲထူရခြင်းတပ်ပေါ်ခြင်းမရှိပါဘဲနဲ့စောက်တွင်းယုံမြတ်နေပဲခေါင်းကြီးတော်တဲ့အထိ အပြည့်စုံနဲ့ရင်ဆိုင်သွားတယ်လို့ကောက်ချက်ချကြပါရယ်တိတိကျကျလည်းဟုတ်နေမှန်နေပါရယ်ကြည်ပွေးနဲ့ကံကြမ္မာ2004ခုနှစ်မှာနီလာစင်ကြာစုကြီးတကောင်အကြောင်းကို အတော်လေးပဲထူဆန်ပါရယ်အဲ့ဒီအကြောင်းကိုလည်းဒီနေရာမှာတာပြီးတော့ထင်ရှားစေရန်အတွက်စမြုပ်ပြန်ပြီးအနေငယ်ရေးရအောင်မင်းမုတ်ဆိုးမြတ်ကအဲ့ဒီနီလာစင်ကြာစုကြီးကိုပုံတနက်အစိတ် လေးမြောင်၊သုတ်ကိုင်းစတဲ့အမျိုးမျိုးသောလက်နက်အတက်ပညာများနဲ့တပ်ဖြတ်ကြတော့လေအဲ့ဒီနီလာစင်းကြားစိုးကြီးကိုမရနိုင်ရပဲဒီနေ့လုံးကဖိဖိတောင်းကြုံလန့်နေကြတဲ့အကြောင်းကိုပြည့်ပြည့်စုံစုံရေးသားခဲ့ပါတယ်ကျွန်းတော်များကတော့ကိတ်တလေးမရှိပဲလူတစ်မျိုးတည်းကတော့နေကိုလှည့်ပြီးတော့ကိတ်တက်ခဲ့တယ်လုံးဝလူများကိုကြောက်လန့်ခြင်းမရှိသဖြင့်နေ့နေ့ညညအချိန်မရွေးကိတ်တက်နေပါတယ်တခြားသောကြားများမှာ လူကိုကြိုက်တဲ့ရဲတော်လေးစားတဲ့ခါမှာ လူရဲ့မျက်နှာကမကြည်ရဲတဲ့ဖြင့်မှောက်ပြီးတော့သာစားလိရှိကြောင်းနမကျော်ဝါရင်ဘုဆိုးကြီးများကပြောပြကြပါတယ်။ကြာစားခံကြရတိုင်းလေးမှောက်ပြီးစားသွားတာကိုတော့တွေ့ကြရပါတယ်။အဲ့ဒီနီလာစင်ကြာစိုးကြာရဲ့ကြီးကတော့ထုတ်ခဲ့တယ်မဟုတ်ပါ။သူဘိုက်စားတိုင်းလူများကိုနင်းနေညံ့ညံ့ကြိုက်တဲ့လိရှိသလိုစားတဲ့ခါမှာလူတွေကောင်ကို ပလက်လန်းထားပြီးတော့ဝမ်းဝမ်းကလေးစားများကိုတော့ စတော့လို့ရှိပါတယ်လူများနဲ့ထပ်မံတွေ့ရင်လည်းဗိုက်စားသည်ဖြစ်စေမဆားသည်ဖြစ်စေကြိုက်တယ်လို့ရှိတယ်အဲဒီကောင်ဗိုက်စားရင်စပြီးတော့မဆားရင် မျက်လုံးများကို လက်သည်းနဲ့ကုတ်ပြီးတော့ဖောက်ထုတ်ထားခဲ့တယ်ရှိတယ်တလောက်ထိအတင်းရဲပြီးရက်ဆက်ကြံကြုတ်တဲ့ကြာရဲကြာစိုးကြီးဟာတဏီတော်ခမောင်းဒုနှစ်ဖက်စလုံးကြွကြွကျွနေတော့ဒူးချိုးယောက်ျားတယောက်ရဲ့လက်ချက်နဲ့တီးခဲ့ရပါတယ်အဲ့ဒီဒူးချိုးယောက်ျားမှာတစ်ချိန်က တပင်တက်အလွင်တော်တော်တိတ္တသမတယောက်ဖြစ်ခဲ့ပါတယ်တိတ္တသမဖြစ်တဲ့လျောက်တဏီတော်ခမောင်းတပင်မောကပြုတ်ကျက်ပြီးတော့ဒုနှစ်ပတ်စလုံးသုံးလို့မရအောင်ကျိုးသွားခဲ့ပါတယ်ဒါကြောင့်လင်မယန်းနှစ်ယောက်အင်ဂျင်လျှောက်ပြီးတော့မောင်းထောင်းအငှားလိုက်နေကြရင်တဏီတော်ခမောင်းနေကင်းကြောင်တော့အဲ့ဒီနီလာစင်းကြားစိုးကြီးကမရဖြစ်သူကိုအတင်းဝင်ခဲ့တဲ့ဖြင့်ဒူးကျိုးယောက်ျားမှမပြေးနိုင်တဲ့အဆုံးမောင်းကြည့်ပွေးနဲ့ရန်တန်ထုလိုက်အောင် နေသားစင်ကြာကြီးရဲ့နှာခေါင်းကိုထုမိတော့ပါတယ်အဲ့ဒီခဏမှာပဲနေသားစင်ကြာသူကြီးကလည်းတစ်ချက်မှမလုံနိုင်တော့ပဲငြိမ့်သက်သွားခဲ့တယ်လူများစုရုံးရောက်ရှိလာကြပြီးတဲ့နောက်စစ်ကြီးကြရောင်း9000ကျော်သောနေသားစင်ကြာသူကြီးရဲ့နှာခေါင်းတစ်ပြင်လုံးညံ့ညက်ကြီးနေတာကိုတွေ့ကြရပါတယ်စင်စင်မှာတော့ဒူးကျိုးယောက်ျားဟာခွင့်အားပလာကြည့်တော့လူတန်ကြီးတရားမဟုတ်ပါ။တာမန်လူဖလန်လေးတရားမျှတာဖြစ်ပါတယ်။ တွေ့နေဘလုံးကြွကြွကျိုးနေပြီး ကြာစုကြီးကိုလည်းကြောက်လန့်နေလို့ရရဲ့ကြီးချိန်ရွေးပြီးတော့ထုတ်တဲ့ရဲမှလည်းမဟုတ်တာကြောင့်ကြာစုကြီးဟာတည်နိုင်ပွေရာမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်ယခုစစ်ကြီးကြတဲ့အခါမှာအာကောင်မောင်းတဲ့လူကြီးတယောက်ကလက်ထောင်ကြည့်ပွေးကြီးနဲ့တအားကိုထောင်သက်ထားတဲ့ကဲ့သို့ညံ့ညက်ကြီးနေတာကိုသာတွေ့ကြရပါတယ်အတိကြားရှိပြီးတော့စင်စားတဲ့သူများကဒီကဲ့သို့ထိကျအောင်ပြင်ပြီးတကြဲတဲ့တည်တယ်ဆိုဒီမှာ ကြည်ပွေးနဲ့ထူသောကြောင့်လို့ဆိုကြပါတယ်။ဥမောင်ချေရဲ့ကြည်ပွေးချက်ဥမောင်ချေဟောင်းအလွန်စိတ်တူတယ်။လူသက်ပွဲလဲ၃လချိန်ဖြစ်ခဲ့ဘူးတယ်။ထို့ထဲမှာကြည်ပွေးနဲ့ထောင်းတက်လိုက်တဲ့မှုမှာမဆူစလောက်အနေထားမှာရှိပါတယ်။အချင်းချင်းအငင်းပွားကြလို့လက်ထောင်းကြည်ပွေးနဲ့ကောက်ထောင်းလေးအောင်အထောင်းခံရသူဟာအလင်းမြန်ရှောင်ပြေးလို့မဆူစလောက်ဝမ်းပိုက်ကိုရှက်ထိသွားပါတယ်။ တော်တော်ထိုလူဟာအနောက်ဘက်ကိုစုတ်လက်စတိုင်းရိုင်းလဲသွားရမှာပြန်ထမလာတော့ပါတချက်ထဲအသက်ပါသွားခြင်းဖြစ်ပါလေတို့နောက်ဆေးရုံကိုပုတ်ပြီးခွဲစိတ်ကြည့်ကြရမှာ အသေးနှလုံးစားတဲ့ဝမ်းနည်းကလေးသောအလုံးညံ့ညက်ကြီးနေတာကို တွေ့ကြရပါလေမှုခင်ဖြစ်စဉ်ကအဲ့ဒီအနီးနားမှာလူများပြားရှိကြလို့ဝမ်းပိုက်ကို ကြည့်ပွေးနဲ့ရှက်ထုံများသောထိသွားတော့ကိုလေလူတိုင်းကမြင်လိုက်ကြရပါလေလုံးဝကြည်ပွေးနဲ့ ထောင်းမြင်ခြင်းမရှိပါယခုစေယုံကိုပို့ပြီးစစ်ဆေးကြည့်တဲ့အခါမှာအမဂန်တစ်ခုမှတင်ပြီးထောင်းခံထားရတဲ့ကဲ့သို့အတွင်းကလေးစားများကြည်မွတ်နေတယ်လို့အပြေထွက်ပါတယ်ဒါကြောင့်ကြည်ဝေးထူထောင်းထိခိုက်ခြင်းတဟောင်းပေါ်နေမှာမတူပါတာမန်ထိခိုက်မိုံနဲ့တော့အသက်ကိုသိစေနိုင်ပါတယ်ဥပန်းအောင်ကြီးနဲ့ဦးမဲတင် ဥပန်းအောင်ကြီးနဲ့ဦးမဲတင်မှာစိုက်သူနဲ့ဆွေမျိုးနစ်ဆက်တဲ့လူတွေဖြစ်ပါတယ် ဆိုင်တမောင်ဥပန်အောင်ကြီးကို ပိုလီတော်ပြီးတော့ဥမဲတင်ကိုတော့ဥလီတော်ပါတယ်ဥပန်အောင်ကြီးကအသက်ကြီးပြီးတော့ဥမဲတင်ကငယ်ပါတယ်တဖအရွယ်မျှသာရှိပါတယ်ဥမဲတင်ရဲ့ဖေဥငကြက်နဲ့ဥပန်အောင်ကြီးတို့မှာငယ်တငယ်ချင်းများဖြစ်ကြပါတယ်ဥမဲတင်က အလွင်တဘောကောင်းနေအတောက်စားလေးกินနေတစ်ချိန်တစ်ခါမှခိုက်ရန်ဖြစ်ပေါ်ခြင်းလဲလောက်ဝမရှိပါဘိုးလေးဥပန်းအောင်ကြီးကတော့အလွင်ကိုပေးတယ် မိဘကရွှေငွေလေးရာပြည့်စုံပေးထားခဲ့တော့လေတစုံတစ်ခုကမှထိန်းသိမ်းဆောက်ရှောက်ခြင်းမရှိပေအကုံရောင်းစားပါလေမယဘက်ကပါတဲ့လေတပွဲကိုတော့အပြည့်ရောင်းစားခွင့်မရတဲ့ဆိုနှစ်စဉ်တီးစားရောင်းစားလေရှိပါတယ်ဘိန်းဖဲအရက်အကုံလုံးတယ်တကြောင်ဆင်းရဲမွေးပြလို့နေပါတယ်တခုသောနွေရသည်မောင်စိုက်သူရဲ့တငယ်ချင်းမောင်မြတ်ဤတို့အိမ်ရှိမှာကလာသာတို့တော်များများဆုမိပြီးတော့စကားဝိုင်းဖွယ်နေကြပါတယ် မောင်မြတ်ရေတို့အိမ်ကတည့်ရပင်မကြီးပင်ကြီးမြောင်အုံဆိုင်နေလို့နွေရသည်မောင်လူတော်တော်မမြောင်အရေးလာခိုးလေးရှိကြပါတယ်အဲ့ဒီအခိုက်မှာပဲပိုလီပန်အောင်ကြီးကနေကင်းကြောင်တော့ရင်မှုပြီးဇိုက်ထိုးဇိုက်ထိုးနဲ့ရောက်ရှိလာပါတယ်လက်မလေးကျင်းထုတ်သေးသေးလေးတစ်ချောင်းကိုကင်လာခဲ့တယ်မောင်မြတ်ရေတို့အိမ်ရှိကိုရောက်တဲ့ခါမှာရက်တန့်လိုက်ပြီးတော့ငလာသားစုဘက်ကိုစိုက်ကြည့်ပါတယ်တွေ့တော့ channel ကိုဝင်လာပြီးဦးလေးမဲတင်ကို မင်းကငါတငယ်ချင်းငကြန့်ရဲ့တာကွတုတ်ခဲ့သူဆိုကချိန်လုံးနဲ့ရိုက်ပါတယ်ဦးလေးမဲတင်လေးကလာသားတွေကိုကွပ်ပဲပြီးတော့ထွက်ပြေးရတယ်ကြောကုန်းမှာအရှိုးရမြောင်းပေါ်သွားပြီးတော့မျက်ရည်များစုတ်ထွက်သွားပါတယ်ထို့တော့ဦးလေးပန်းအောင်ကြီးကမင်းကငါတငယ်ချင်းတာပဲကွာငါရိုက်တာစိတ်ဆိုးသလားကွာဟမ်တုတ်ခဲ့သူမေးပြန်ပါတယ်ဟာဦးလေးက နာတာပဲကိုဗျာစိတ်မဆိုးပဲနေမလားဗျအဲ့လိုပြောရင်ပိုလီပန်အောင်ကြီးကဝိုးလီမဲတင်ကိုတောင်လေးဆိုက်ကြည့်နေပြီးတော့ဆက်ရိုက်မဲပြုသည်ဖြင့်ဘေးလူမြတ်ကဝိုင်းဆွဲထားကြလို့မရိုက်ဖြစ်တော့ပဲခြံထဲကထွက်ပြီးတော့ရွာဘက်ကိုလျှောက်သွားပါလိမ့်တွန်တော်တောင်ကြမောင်းကျင်ကိုဝေးရမ်းပြီးပြန်ရောက်လာကောင်ခြံထဲကိုဝင်လာပြန်ပါလိမ့်ဝိုးလီမဲတင်လည်းမောင်မြတ်ကြီးတို့အိမ်မော်ကိုတက်ပြေးတယ်ပိုလီပန်အောင်ကြီးက ပါတော့မင်းကငါတငယ်ချင်းသားပဲကွာ တလော့ထင်ငါရိုက်တော့စိတ်ဆူရတလားကွာတူကဲ့သို့ဆိုကစံပွေကြည်ပွေကြီးကိုကောက်ရုပ်ပြီးဦးလေးမဲတင်ကိုလက်လွတ်ထောင်းလိုက်ပါတယ်ဦးလေးမဲတင်ကထပ်ပြီးခုံးလိုက်လို့ထရန်ကိုတော့ထောင်းမိသွားတယ်ထို့တော့ဘိုးလေးပန်းအောင်ကြီးကကျင်းလုံးကိုကမ်းပြီးအိမ်မော်ကိုကုန်းတက်လာလိမ့်ရဦးလေးလွင်ပြီနော်ဦးလေးတော့ပြီဦးလေးမလာနဲ့တော့ဗျာ တို့ကဲ့သို့အော်ပြောပြီးကြည်ဝေကြီးနဲ့ကောက်ပြီးတော့ရန်တာလီယံဘိုးလေးပန်းအောင်ကြီးရဲ့နှထင်းရင်းကိုရှက်ထိသွားပါတယ်ဘိုးလေးလည်းတုံငနဲ့ထိုးလေသွားပြီးနှာခေါင်းမျက်စိပါးစပ်များကသွေးတွေယိုစီပြီးတစ်ချိန်နဲ့အသက်ပါသွားခဲ့တယ်ဒီမှာလည်းတိလောက်တဲ့ထိကျက်မဟုတ်တော့ကိုလူတိုင်းမြင်တွေ့လိုက်ကြရပါတယ်အရေးပြားစုပ်ပြေယုံကွယ်ပြေယုံပြင်ပါမဖြစ်နိုင်ခြင်းမရှိပါတော်တော်လေး ြည်ပွေရဲ့ထိကြကြောင်းကကင်းမီတကယ်တို့ဖြစ်နေလို့ချက်ချင်းပဲသိဆုံးသွားကြရပါတယ်ကိုစုနဲ့ကိုတမ်းမောင်ကိုစုနဲ့ကိုတမ်းမောင်တို့နှစ်ယောက်မောင်ကိုစုကအနေငယ်စွာလေးရှိတော့လေကိုတမ်းမောင်တော့တတ်တယ်မရှိပါ ကိုတမ်းမောင်ကတော့ကလာသာပေါ့ရွေးကလေးကဓာခုတ်ပွဲများကိုနှွှဲလာခဲ့သူဖြစ်တယ်ဒါကြောင့်ဟာဒီဘဝင်းကျင်မောင်ကိုတမ်းမောင်ကိုအန်တုဘီရှင်ပြန်ရဲသူဆိုပြီးတော့တက်ရောက်မှမရှိပါဘူး ကိုတမ်းမောင်ကလည်းကိုစုကိုငေးနိုင်ဖြစ်ပါတယ်။ဒါကြောင့်တရားတော်ဘောက်စကားများကြရင်ကကိုစုဟာကိုတမ်းမောင်ကို ကြောက်ပြီးတော့ကြည်ပွေးနဲ့ကားရိုက်ရိုက်လိုက်ရအောင်။ခေါင်းကိုရိုက်မိတော့ပါတယ်။ရေရေဝင်ဝင်သားရိုက်လိုက်မယ်ဆိုရင်အဲ့ဒီနေရာမှာခွေကျသွားနိုင်ပါတယ်။တော်တော်ကိုတမ်းမောင်က လေးတော်မလဲပင်ထိုနေရာမှာခေါင်းကြီးလဲပြီးတော့တောင်းအောင်ကြတဲ့ခါမှာမှု့လေမှု့လေဖြစ်နေရင်ကအဲ့ဒီနေရာမှာပဲအသက်ပြောက်သွားခဲ့ပါတယ်။ ဝက်အစာစံထူကြည်ရ1982ခုနှစ်မှာဖြစ်ပါတယ်မင်းဘူးအန်လန်စင်ကုန်တိုင်းစခန်းမှာအလौဒမများဟင်းငက်လို့စုံစားရန်တွက်ဝက်တကောင်ကိုဈေးဆိုနေကြရလူကြီးများကဝက်ကိုထူရန်အသင့်ရှားထားသောမောင်ကြီးဝေးတစ်ချောင်းကို ကလာသားပေါ့ကလေးနှစ်ယောက်ပေါ့တယောက်ကအဲ့ဒီမောင်ကြီးဝေးကိုကောက်ကန်ပြီးတော့နောက်တစ်ယောက်ရဲ့ခေါင်းကိုချိန်ရကောင်ငါဒီဝက်ကိုအရင်ထူလိုက်မယ်ကွာတူကဲ့သို့အော်ပြပြီးခေါင်းကို ဖော့ဖော့လေးစထုထုလိုက်ရချက်ချင်းဟထိုးလေးကြသွားပြီအဲ့ဒီနေရာမှာပဲအသက်ပြောက်သွားရပါတယ်ဒါကြောင့်ဖိုတူကြည်ပွေးများနဲ့ရံမဖြစ်တဲ့မှာရုပ်စွာဆုံးဖိုတူကြည်ပွေးများနဲ့စတော့မစတဲ့နေမှာထင်ရှားပါတယ်လူတိုင်းဟာရံဖြစ်ပူးကြသည်သာဖြစ်ပါတယ်ရံဖြစ်ပြီးဆိုရင်လက်သီးနဲ့ထိုးကြကြခြင်းဒုတ်သားများနဲ့တပ်ပုတ်ထိုးခုတ်ကြခြင်းလည်းရှိတယ်တော်တော်လေး အသက်သေးဆုံးတဲ့အထိတော့ဖြစ်ခဲ့ပါတယ်။စေချင်းဖြစ်လို့တော့တချင်းတစ်ခါသေဆုံးလည်းမရှိပါ။ကြည်ပွေဖို့တူများနဲ့ဖြစ်ပြီးဆိုရင်တော့မဆူစလောက်ရေကိစ္စလေးနဲ့တော့သေဆုံးကြသည်ကြည်တာဖြစ်ပါတယ်။နောက်ဆုံးမှတင်ပြခဲ့တဲ့အချိန်စတော့မိလို့အသက်ဆုံးရှုံးသွားခဲ့ရဘူးတယ်။ဒါကြောင့်အထူးစင်ကျင်တင်ပါတယ်။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲ ထုတ်ကြဆန်းကြကမ္မရဇလန်လေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆေးလက်ဆောင်အစီအစဉ်ကတော့စာရေးသူဆရာကြီးအနဝါလိုင်းရေးသားထားတော့ထိတ်ကနာအတွက်စီးမခတ်ပါလို့အမိရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်ကျွန်တော်ဟာရှမ်းပြည်နယ်မှာနှစ်တန်ကြာတာဝန်ထမ်းဆောင်ခဲ့လို့ရှမ်းပြည်နယ်ရဲ့ရာသီဥတုနဲ့လက်ရောညှိထွေ နေထိုင်တက်ခဲ့တဲ့အိမ်မြတ်သောရာသီဥတုကိုယင်းဒီကျော်ဝင်ခဲ့ရမှမြမပြည်ကိုပြောင်းရွှေ့တောင်းဝင်ထမ်းဆောင်ခဲ့ရပြန်နေပူလောင်သောဒဏ်ကိုခံစားခဲ့ရသဖြင့်ရေခဏခဏချိုးရမှနှာရီထွက်ကြလာတယ်။နားရီမှာ ရေဝင်ပြီးတော့နားပြည်ယိုလာတယ်။နားနှာခေါင်းလေကြောင်းမှာဆက်ဆက်သဖြင့်နောက်ဆုံးနှာခေါင်းမှာအပုတ်နံရလာပါတယ်။နှာခေါင်းထဲမှာနှာရီတွေကအမြဲရှိနေသဖြင့်နှာရီများပုတ်ပြီးတော့ အနှံ့ထွက်လာခြင်းဖြစ်ပါれကျွန်ုပ်ထိတ်ကန့်တော့သို့မဟုတ်နှာပုတ်နာဖြစ်ပါပြီရန်ကုန်မှာရှိတဲ့ဆေးရုံမှာတက်ရောက်ကုသခဲ့တယ်နှာပုတ်များကိုဆက်နဲ့ဆုပ်ထုတ်ပြီးစာစီထိုးစေးနဲ့ကုသပေးပါれခဏတက်တာတော့လေနှာရည်များဆွေးဝေးပြီးအပုတ်နဲ့ပြန်ထွက်လာပြန်ပါれဆေးရုံတက်လို့ကုသပြန်နေဆက်နဲ့ဆုပ်ထုတ်ပြီးတော့ကုသရပြန်ပါれလုံးကြီးတိုင်းတိုင်းကုသပေးပြီးတော့ လုံးဝကင်းစင်အောင်မပြောက်သဖြင့်မင်္ဂလာတုံစိလမ်းဘေးမှာမြမတိုင်းရင်စိနဲ့ပြတ်တာပြီးတော့ကုသပါတယ်နှကောင်းနဲ့ကိုဝါချောင်းသေးသေးမှာစေးတုပ်ပြီးတော့ထိုးထည့်ပြီးတော့ကုသပါတယ်စေးများပြင်းလွင်သဖြင့်နှိုင်းများယိုစီးထွက်ကြပြီးအနက်အာယုံခံစေးများပျက်စီးသွားသဖြင့်ဘာအနက်မှခံစားလို့မရတော့ပါမွေဘူးရကင်းမောက်ဆိုသလိုတိုင်းရင်စိကိုအောက်ကပါမှပို့ပြီးတော့စိုးနေသဖြင့်စိတ်ပြည့်ကြီးပြည့်နေပါတယ် ိတ်ပြက်လက်ပြက်နဲ့ဘယ်မှမမကူတော့ပဲဒီတိုင်းနေခဲ့တယ်။မကြမီအညာသားကိုဆံဖေးရောက်လာပြီးဘာဖြစ်တာလဲဘာလဲဆိုပြီးတော့တည်တင်မိပါတယ်။မိမိကဖြစ်ကြောင်းကိုစင်ကိုအကုန်ပြောပြရာဟာဒါဆိုလွယ်လွယ်လေးပါကွာ ထိတ်ကက်နာအတွက်စိတ်မခတ်ပါဘူးကွာတူကဲ့သို့စိတ်နည်းကိုပြောပြပါတယ်ကျောက်ဖုံဒီကိုရောက်အောင်ရှာလို့၎င်းရဲ့ဥကိုရှူပါ။၃កောင်လောက်ရှူုံနဲ့ ယောဂလုံးဝပျောက်ကင်းသွားပါလိမ့်မယ်ဆိုပြီးအာမခံရဲရဲနဲ့ပျောက်ပြသွားပါလိမ့်။မင်္ဂလာတော်ဈေးကကြောက်ဖြုံသည့်တလုံးကိုဝယ်ပြီးကြောက်ဖြုံသည့်အတွင်းမှာရသောဥကိုနှာခေါင်းနဲ့ကပ်ပြီးအယီဝင်အောင်ရှုပေးရပါလိမ့်။အနံ့ပြင်းပြင်းရှုပေးပြီးမကြမီနှာရည်မြအဆက်မပြတ်စီကြလာပါလိမ့်။တလဲဆက်စီကြသဖြင့်လက်ကင်မိုးဝါနဲ့အမြဲတမ်းတုပ်ပေးနေရပါလိမ့်။ညာရည်တော်လေးနှာရည်မြအဆက်မပြတ်စီကြနေပါလိမ့်။ မနက်မိုးလေးနဲ့ခမောင်းယောဂမောင်းတိတိတတပျောက်ကင်းသွားပါတယ်။သုံးချိန်လောက်ရှူပေးတဲ့ခမောင်းထေကနာယောဂလုံးဝပျောက်ကင်းခဲ့ရပါပြီ။နှစ်ပေါင်း20ကြာတဲ့အထိထေကနာပြန်မဖြစ်တော့ပါဈေးချိုပြီးလောရတာလွယ်ကူတဲ့စေနီကောင်တစ်ခုကိုမိမိရဲ့ကိုယ်တွေဖြည့်ရမှန်းနဲ့ဖော်ပြလိုက်ရပါသည်။စိုက်သူဟုတ်ကဲ့စိုက်သူဆရာကြီးနှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ စေဝင်စားပွဲထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုဗာမီဟိုရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့တင်ပြယူဆချက်တွေကိုညင်ရင်တွေ့တဲ့အနေနဲ့ဗီဒီယိုလေးတစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။ စာဖတ်တာကိုဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်လာ channel လေးကနေထူးခြားစမ်းခြင်းလှုပ်ဝါစမ်းခြင်းတည်ရရင်ဖို့ပရာလောကကံမီရရမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုနေ့စမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ